ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ပြောပြပေးမှာကဒီငါးသလုံးမဲ့ agent code ကိုဘယ်လိုသုံးပြရမလဲ၊ user code ဘယ်လိုဖွင့်ရမလဲ၊ကိုယ်တိုင် agent ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုယ်တိုင် agent code လုပ်ဖို့အတွက်ကျွန်တော်တို့ agent code ယူဖို့လိုပဲ။ agent code ယူဖို့အတွက်ကျွန်တော်တို့ရဲ့ Viber ဖုန်းနံပါတ်3905 100 160ကိုဆက်သွယ်လို့ရတယ်။ဒါမှမဟုတ် Telegram ဆိုရင်အဲ Yahoo ဘာလို့ရိုက်ချလာလို့ရင်ကျွန်တော်တို့ရဲ့ channel တွေတွေ့နိုင်ရေပေါ့နော်။အဲ့မှာကျွန်တော်တို့ အင်ဂျင်လျှောက်ချင်လို့ပါဆိုပြောပြီးတော့ကျွန်တော်တို့ငါးကြလုံးမြင့်အင်ဂျင်ကောက်ကိုရယူလို့ရတယ်။ Okay ပြီးရင်ကျွန်တော်ယူတာကောက်တူတာကောက်တူလည်းကျွန်တော်တို့ဖွင့်ပြတာဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်ချလိုက်ကြလားဆက်လို့ရတယ်။ Okay တော့ဆက်လိုက်ရအောင်ဘလို့တုံးပြအောင်လို့ဆိုတော့ကျွန်တော်ဆက်ပြောမယ်။ဒီကျွန်တော်တို့ဒီခလုံးဆိုတာရှိလို့လေကျွန်တော်တို့ဒီ agent alley ကိုကျွန်တော်တို့ကချပင်လို့ပေါ့နော်။ဒါကကျွန်တော် agent alley ဝင်မပြတော့ဘူးကျွန်တော်တို့ဒီကဝင်လိုက်မျိုးပေါ့နော်။ user name နဲ့ password ကကျွန်တော်တို့အထက် master ပေးတဲ့ စီကနေနဲ့ဘာသာကိုထည့်ပြီးဝင်ဖို့လိုတယ်ကျွန်တော်တို့တခုစမ်းဝင်ရမယ်ပေါ့နော်ဒါကျွန်တော်ဝင်ရပြီဆိုရင်ကျွန်တော်တို့ဒီမှာမြင်တွေ့နေရမယ့်နေရာ၄နေရာရှိပါတယ်အဲပထမဆုံးမြန်မာဆိုတော့ total မြန်မာဘုရားဒါပေမဲ့ကျွန်တော်တို့ဒီ total မြန်မာ AR နေနဲ့ဖြစ်နေတဲ့ trust CEO ပဲပြနိုင်လိမ့်မယ်ဒီညာဘက်ကအစိမ်းရောဒေါ်လာပုံနဲ့ဟာကတော့ဒါ agent account မှာရှိရတော်တယ် unit ပေါ့နော်ဒီဟာ browser တို့ရဲ့ unit ဖြစ်နေတယ်အဲ unit တွေက commission ကဘယ်လိုရမလဲဆိုတော့ commission ရတဲ့ပတ်စံတွေကလည်းဒီကျဲဥပဲ auto ပေါင်းပေးလိမ့်မယ်ပေါ့နော်ပြီးတော့ဒီရောက်က အနီရောင် downline balance ဆိုတာကတော့ဒါ UI ရှင်းလာရှိတဲ့ total unit စုစုပေါင်းပေါ့နော်အဲ total unit ကျွန်တော်ဒီ AIB ရညာဘက်ကတော့ဒါ4905ဆိုပြီးပုံနေနေရ outstanding balance ဆိုတာကတော့ဒါ user ရဲ့ထိုးထားတဲ့လက်ရှိထိုးထားတဲ့ငွေပမာဏပေါ့နော် okay ကျွန်တော်တို့ AIB အောက်ရပြီဆိုရင်ကျွန်တော်တို့ပမာဥစွန်လောမယ့်ဟာရှိရဲအဲ့ဒါကကျွန်တော်တို့အောက်ကို password ချင်းရမှာဖြစ်ပါတယ်ဒီက password ချင်းရမယ်ဘယ်လိုချင်းပြရမလဲဆိုရင်ကျွန်တော်တို့ဒီဘက်မှာ ပြန်ဟောမြင်နေရတဲ့အကောင်လေးကိုချက်နေတယ်အကောင်လေးကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ဒီမှာ chain buffer ဆိုတာရှိတယ် chain buffer လေးကိုနှိပ်တိုင်းပေါ့နော် chain buffer နှိပ်ပြီးတိုင်းကျွန်တော်ဒီမှာဒီလေးပေါ်လာတယ်မြင်ဒီနေရာမှာအပေါ်ဆုံး over source ဆိုတာက over source ဆိုတာက URL ဟော sorry ဒီအပေါ်ကမှာစာပေးလိုက်တဲ့ password အဟောင်းကိုထည့်ပေးရမယ်။ password အဟောင်းထည့်ပြီးတော့အဲ့က new password confirm new password ကိုနေရာမှာကျွန်တော်တို့ password အစ်စ်တစ်ခါတည်းအစ်စ်တစ်ခုရဲ့ကိုနှစ်ခါတူထည့်ပေးရမယ်။ အပေါ်မှာ ABCD အောက်မှာ ABCD အဲ့လိုမျိုးပေါ့နော် sorry ဒါပေမဲ့အဲ့လိုလွယ်လွယ်ကူလေးဘယ်တော့မှမထားပါနဲ့အကောက်တွေခိုးခံရတာပါလေရှိပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီအဲ့လိုလွယ်ရလေးတော့မထားနိုင်ပါဘူးနော်ဒီလိုရတာတော့ change ရပြီဆိုရင်ကျွန်တော်ယူဇာကောက်ခွင့်မှုအတွက်ကျွန်တော်ဒီ member ကိုနှိပ်နေတယ် member ကိုနှိပ်ပြီးတော့အရင်ဒီ create ဆိုလေးကိုနှိပ်လိုက် okay ဒီလေးပေါ်လာတယ်ပေါ့နော်ဒါ found လေးဖြစ်ပြီးတော့ကျွန်တော်တို့လုပ်ပြန်အောင်ပေါ့နော် okay ဒီနေ့မှာ user name user name ရဲ့နေရာမှာကျွန်တော်တို့ကဒါ ။ဘာထည့်ပြရမလဲဆိုရင်တော့အစင်လိုက်ပေါ့နော်။အစင်လိုက်အစင်လိုက်ဆိုတာကဒါလူလူဆိုဆိုရင်လည်းမှတ်မိရလွယ်အောင်လို့ကျွန်တော်တို့အစင်လိုက်တော့လို့ရတယ်။အဲ့မှာကျွန်တော်ကဒါကျွန်တော်က32ယောက်မြောက်ဖြစ်တဲ့ address 031လို့ထားလိုက်မယ်နော်။ဒါသားတို့ကဒါတရားမြောက်ဖြစ်လို့ရင်001ဒူရီယာဆိုရင်002ဆင်လိုက်ခင်မယ်เนาะကျွန်တော်001 031နဲ့ထည့်လိုက်မယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာဒီမှာထည့်ဖို့တော့ကကျွန်တော်တို့ဟောဖြစ်ဖို့လိုတယ် နာမည်သူ့ရဲ့နာမည်ဒါမှသူ့ရဲ့နာမည်ကိုထည့်လိုက်မှကိုကဒါယူရဖြစ်ဆိုတော့သိရမှာပေါ့နော်ကျွန်တော်ကအခုအမ် just ဆိုပြီးတော့ဟိုနော်ဘာလို့ password password ကတော့ကျွန်တော်တို့ဒီမှာလွယ်လွယ်ကူကူထားပေးလိုက်မယ်လွယ်လွယ်ကူထားပေးပြီးရင်သူတို့ကို ပြင်ချင်းခိုင်းရမှာပေါ့နော်အဲသူတို့ပြီးဖို့အတွက်ကျွန်တော်လွယ်ပြီးလွှဲထားလိုက်မယ်မိုဘိုင်းမိုဘိုင်းနေရာမှာသူတို့ရဲ့ဖုန်းနံပါတ်ကိုထည့်ဖို့လိုတယ်သူတို့ဖုန်းနံပါတ်မထည့်ချင်လည်းရတယ်ဒါပေမဲ့ဖုန်းနံပါတ်ထည့်ရင်တော့ကျွန်တော်တို့မတော်မဆ fail ပဲပြတ်သွားတာပဲဖြစ်ဖြစ်ဘာသာနံပါတ်ပြောင်းတာပဲဖြစ်သူတို့ယူတာသူတို့ရဲ့ဖုန်းနံပါတ်ကိုပြန်ရှာကြမလို့ပေါ့ဗျာအဲကျွန်တော်တို့ကတော့ဒါဆိုလာအတော်လို့ပဲထည့်ရမယ်ဒီနေရာမှာလိုလာပြီ validation ဆိုတာဘာလဲဆိုတော့ validation ဆိုတာသူတို့ user တွေထိုးဖို့အတွက် limit တက်မှပေးထားတာဒီနေရာမှာ0ဖြစ်နေလို့ရင်သူတို့ငွေဘယ်လောက်ရှိရှိကျွန်တော်တို့က ထိုးလို့ရမှာမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပက်လစ်မဲ့တက်မှတ်ပေးမှထားလို့နော်အနေအမှာကျွန်တော်9000 3000ဆိုပြီးတက်မှတ်ပေးလိုက်မယ်ကျွန်တော်က9000ဖြည့်ခွင့်ပေးထားဖြစ်လို့ကျွန်တော်9000လို့ပြောင်းလိုက်မယ်ပေါ့နော်ဘယ်ခေးငါသိမ်းပြောင်းမှုကြောင့်ကျွန်တော်တို့ဒီအောက်ကိုဆက်ဆွဲပြီးဒီကော်မရှင်တွေဘာမှထားကြမှာမလို့နော်ကော်မရှင်ထားလိုက်လို့သူတို့စီပြင်ရောက်တော်လိမ့်မယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာမပြောင်းတော့ဘူးပြင်အောင်ဆုံးမှာ trade ကိုနေလည်မယ် ခွေုံနေလိုက်အပေါ်မှာ crystal seed လို့ပြောနေပြီဘောနော်ဒါဆိုရင်ဒါယူသားကောက်ဖွင့်ပြီးသားရယ်ဖြစ်ပါတယ်အဲ့ဒါတွေကိုမြင်ဖို့အတွက်ကျွန်တော်တို့ဒီ member တွေမှာပဲရှိတဲ့ list ကိုပဲထည့်နေလိုက်မယ် list ကိုပဲထည့်နေပြီးလိုက်ရင်ကျွန်တော်တို့ဖွင့်ထားတဲ့ယူသားမြင်ရလိမ့်မယ်ဘောနော်ကျွန်တော်ကတော့တော်တော်များများဖြစ်နေတဲ့ဒီမှာယူသားနဲ့ဆိုပြီးပေါ်လာတယ်ဒီယူသားနဲ့လေးကိုဖိပြီးတော့ကျွန်တော်တို့ copy ယူပြီးတော့ယူသားကိုပေးရမယ်ဘောနော်ဒီယူသားနဲ့ရခါကတော့ထည့်လိုက်တဲ့ password ရင်အဲ့ဒါလေးထည့်ပေးရမယ်ဘောနော်โอเคကျွန်တော်အမှ unit ဖြစ်ဖို့အတွက်ဆိုရင်ခဏလိုမျိုးမျိုးလုံးပုံလေးကိုဖြည့်လိုက်မျိုးလုံးပုံလေးနှိမ့်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ ဒီလိုမျိုးပေါ်လာလိမ့်မယ်ပေါ့နော်ဒီနေရာမှာတို့ရဲ့ bet limit တွေကိုလည်းပြင်ပေးလို့ရတယ်လို့ password မေ့သွားခဲ့ရင် password change ပြီးလို့ရမယ်အကောက်ပိတ်လို့ရမယ်ဒီဒီရလေးတော့အကောက်ပိတ်တာပေါ့နော်တကယ်လို့ဒါလေးနီနီလဲကျွန်တော်တို့ကဒါဆက်ပြီးတော့တုံးလို့မရဘူးအဲ့ဒါကြောင့်ကျွန်တော်နီနီလို့ရင်ပြန်ပြီးတော့ sign in လုပ်ပြီးလို့ sign in လုပ်ပြီးလို့လို့နော်ကျွန်တော်တို့ password change ပြီးမယ်ဆိုရင်လည်းလိုပဲဒီမှာ reset password နဲ့ရမယ်ပြီးရင်ဒီမှာတို့ password ပြစ်ထည့်ပြီးတော့ save လုပ်လိုက်မယ်ဆိုရင်ဒါ password ပြစ်ထည့်တော့မယ်ပေါ့နော်ကျွန်တော် unit ထည့်ဖို့အတွက်ကကျွန်တော်ဒီ money balance ကိုနှိပ်ဖို့လို့ရတယ် money balance ကိုနှိပ်လိုက်မယ် ပြင်အဲ့ဒါဒီအဲ့ဒါဆိုတာဒါဒီဘက်မှာထပ်လိုက်ရင်ဒါယူစားထည့်ရအရှင်းနေထည့်ရဒီဘက်မှာထပ်လိုက်ရင်ယူနှုတ်တာပေါ့နော်ကျွန်တော်ဘယ်လောက်ထည့်ကြလဲမဟုတ်လားဒီ9000လောက်လေးလက်နော်ပြင်ဒီရောက်ကစီလေးနေလိုက်ဆိုတော့သူ့စီမှာ9000ရောက်သွားတယ်နော်ဒီလိုပြန်နှုတ်မယ်ဆိုရင်တော့ဒီမန်လေးပြန်လိုက်အောင်နဲ့ရဟုတ်ရမှုအနေပြီးအမကိုထုတ်ချင်တဲ့ငွေမောက်9000ခဏလေးအဲဒါဂျင်းကပြန်ထွက်သွားပြီပေါ့နော် โอเคဒါတော့ဒါ unit ထည့်တာထောက်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ robot blue စရမှာသူတို့ဘာတွေထိုးထားလဲတပတ်စာကုရောင်းကြီးပြောင်းရှိလဲနော်သူတို့ဘာတွေထိုးထားလဲဆိုတာအတိအကျပြရအောင်သူတို့ဘာတွေမောင်းနေပေါ့အောင်ဆိုတာဘယ်လိုစစ်ရလဲအဲ့နေရာစစ်ဖို့အတွက်ကျွန်တော်တို့ဒီ robot လေးနေပြီးရင်ကကျွန်တော်ကသူဘာတွေမောင်းကိုထိုးထားလဲဆိုတော့ဒီဒီကြကြသိနေတယ်ဘယ်အသင်းထိုးထားလဲဆိုတာသိနေတယ်ဆိုရင်ကျွန်တော် daily ကိုနေ ထည့်ပြီးသားကျွန်တော်တို့ဒီမှာ static static ဆိုတာကကျွန်တော်တို့ဒီလက်ရှိ date ပေါ့နော်လက်ရှိ date ကိုထည့်ပြီးဖို့လိုတယ်လက်ရှိ date ကကျွန်တော်တို့9ရက်နေ့ဖြစ်တဲ့အတွက်ကျွန်တော်9ရက်လို့ထည့်လိုက်မယ်ပေါ့နော်ပြီးရင်လောက်ကိုနေလိုက်လောက်ကိုနေလိုက်လို့ဆိုရင်ကျွန်တော်တို့ဒီဟာဒီနေ့ဒီနေ့တွေကိုရောင်းကြည့်ဒီမှာပေါ်လာလိမ့်မယ် pass ဆိုတာကိုရောင်းကြည့်ဒါလက်ရှိကျွန်တော်ရနေတဲ့ commission ကဒါ commission ကနေရဒီ window ဆိုတာဒါ company ကအရှုံးနိုင်ပေါ့နော် okay ပြီးရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ဒီမျိုးလုံးပုံလေးကိုနှိပ်လိုက်မယ် ဒီမျိုးလုံးပေါ်လေးနေပြီးတိုင်းဘယ်ယူသားဘလောက်ထူတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးမြင်ရလိမ့်မယ်ဘောနော်ယူသားနေလေးနေတူတူโอเคကျွန်တော်တို့ကဘလူးဟောက်ကိုသိကြတယ်ဒီ028ကိုသိကြတယ်028ကိုသိကြရင်ကျွန်တော်028ပြီးမှာရှေ့ဒီမျိုးလုံးမျိုးလေးကိုချက်ထနေတယ်ခွေဒါဆိုရင်သူကသူ၃ပေါင်းထူရတယ်ဘောနော်၃ပေါင်းထူရတဲ့အချိန်မှာကျွန်တော်ဒီတရက်မှာကော်မရှင်ဝင်နေဆိုတာကသူဒီကော်မရှင်ဝင်နေပြီဆိုရင်ဒါသူဒီတရက်ကချိုးသွားပြီဗျာနော်ပောက်သွားပြီချိုးသွားပြီဖြစ်နိုင်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့ app ရဲ့ဟာလေးကိုကျွန်တော်ချက်ကြည့်လိုက်မယ်โอเคဒီမှာ ဒါဆိုရင်ဒါတို့ထိုးထားတဲ့ဟာလေးကိုဒီနေ့ကြကြမြင်ရပြီပေါ့နော်ဒီနေ့မှာကျွန်တော်ဘက် ID ပါမယ်ငွေဘယ်လောက်ထိုးရဲဆိုတော့ပါမယ်ကော်မရှင်ပါမယ်ကျွန်တော်ဘယ်အသင်းနေထိုးရလဲဆိုတော့ဒီမှာ go score နဲ့တခါလေးပြမယ်ဒီတော့မှာဘယ်ရွေးချယ်မှုပေါ့နော်ဘယ်ဘယ်လိုထိုးရလဲ go အောင်လား ball လားဆိုတော့ဒီမှာတစ်ချက်လေးပြမယ်တို့ရဲ့ကိုပေါင်းကြီးတွေဘောကြီးကြီးတွေပါဒီရောက်မှတခါလေးပြမယ်ပေါ့နော်ဒါရယ်ဘု daily စနေဒီဒီဒီကြကြ အဲစနေပေါ့နော်ကျွန်တော်ပြီးရင်ကျွန်တော်တပတ်စာကော်မရှင်တပတ်စာရောင်းချက်ဘယ်လိုစစ်ရမလဲနော်အဲ့ဒါကိုဘယ်လိုစစ်မလဲကျွန်တော်အဲ့မှာဒီ revo ပဲ revo ပြီးရင်ဒီ member ကိုပဲနှိပ်နော် member ကိုပဲနှိပ်ပြီးတော့ကျွန်တော်ဒီမှာ strategy ကိုယူ strategy ကိုယူပြီးရင်ကျွန်တော်ဒီတစ်ဖက်နော်တင်းလာနေရပြီးတော့ဆင်းရည်ဒီကျွန်တော်ဘယ်တော့ဖြိုးချောင်းရတယ်သိချင်းဒီမှာ ammo ဆိုတော့ဒါတင်းလာပေါ့နော် ammo နေရ20ခုဖြစ်တယ်20ခုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဟိုဘက်ကစနေနေ့စနေနေ့က SC နေရာမှာ number 4ကိုယူလိုက်မယ်ပေါ့နော်ဒါတပတ်စာပေါ့နော် စနေညနေကနေပြီးတော့စနေနေ့ဒီကျွန်တော်ရောင်းချဘယ်လောက်ရှိလဲဆိုတော့ကြည့်လိုက်မယ်။အာကျွန်တော်ဒီမှာ6400ပေါ့နော်။ဒီရောက်မှာကျွန်တော်6400ကိုရောင်းခဲ့ရတယ်။အဲဟာပင်မမာရီယာဘလူးဆိုလဲဆိုတော့ကျွန်တော်ဒီမှာပေါ်လာနိုင်မယ်ပေါ့နော်။ Okay ပေါ်လာပြီဆိုရင်ကျွန်တော်တို့ကကွန်မရှင်တော်တယ်ဘယ်လောက်ရတယ်။နော်ကွန်မီရှင်းနိုင်ဘယ်လောက်ရှိလဲဆိုတော့ဒီမှာမြင်ရမယ်ပေါ့နော်။ဒါကတော့ဒါမမ်မာရဘူးလို့ခေါ်ရဲ။ဒါတလားစာတွေတလားစာတွေတရက်စာတွေဟို တပတ်စာတွေမှာကော်မရှင်ဘယ်လောက်ရတယ်ရှောင်းကဘယ်လောက်ရှိရဲဆိုတာစစ်လို့ရတဲ့နေရာပြည့်တယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်ကြောင်းဒီဒီပိုးဆိုင်ဝတ်တော်တွေကတော့ဒါတိတ်ရောမလိုပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ဖုန်းနံပါတ်ဒီပိုင်းထည့်မှာလာဒါရဲမလိုဘူးပေါ့နော်အဓိကကျွန်တော်တို့သိထားပါမဘာကောက်ဖွင့်တာရှင်းရှင်းထည့်ရတယ်ကျောင်းဒီအကောက်ပတ်စွတ်ချိန်မှုလိုလိုတဲ့နေရာလေးမှာတခြားသိရင်ရပြီပေါ့နော်အဲကျွန်တော်တို့ကျောင်းဒီအကောက်သုံးမျိုးမျိုးရတော့လောက်ပါပဲနော်ကျွန်တော်လိုအပ်တဲ့အကောက်တွေ လိုတဲ့အကောက်တွေ၊ယူဇာအကောက်တွေ၊ဆော့ဝဲတွေလိုချင်ရင်တော့ကျွန်တော်တို့ရဲ့ Viber နံပါတ်တွေ၊ Telegram နံပါတ်တွေဆက်သွယ်ပေးလို့လိုပါတယ်ပေါ့နော်။ကျေးဇူးတင်ပါတယ်။